န်တိုနီကိုဒုတိယကြိမ်ခွင့်ရထပ်ပေးဖို့တိုက်တွန်းလိုက်တဲ့ဘန်နာဆာမန်ချက်စတာယူနိုက်တက်တင်းရဲ့ဂဒဝင်ကုသမဟောင်းကြီးဘန်နာဆာနေပြကျောရူဘီအာမောင်းရင်းကိုလက်ရှိနွေရာသီအပြောင်းရွှေ့မှာတောင်းပန်ကစားသမားအန်တိုနီကိုအိုထော့ဖို့မှာဒုတိယကြိမ်ခွင့်ရပေးဖို့စဉ်းစားပေးဖို့တိုက်တွန်းပြောဆိုခဲ့ပါတယ်ဘန်နာဆာကမန်ယူရဲ့နွေရာသီအပြောင်းရွှေ့စီစဉ်နေတဲ့ပတ်သက်ပြီးသူ့ရဲ့မြင်တွေကိုပြောဆိုရင်အန်တိုနီကိုရီယယ်ဘက်တစ်မှာ6လကြာငှားချခဲ့ရကနေအထင်ကြီးစရာခြေစွမ်းပြသနိုင်ခဲ့ပြီးတဲ့နောက်မှာသူ့ကိုအတင်းအတွက်နောက်တစ်ကြိမ်အသက်သွင်းဖို့အာမောင်းရင်းကိုတိုက်တွန်းခဲ့တာပဲဖြစ်ပါတယ် န်တိုနီယာ2022ခုနှစ်နွေရာသီမှာနယ်သာလန်ကလပ်အေဂျက်တင်းကနေပေါင်85တန်းဆိုတဲ့အမကန်ကြီးမားတဲ့ပြောင်းရွှေ့ခြင်းနဲ့မန်ယူကိုရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ဒီလိုဆန်ချိန်တီနီးပြပြောင်းရွှေ့ခြင်းကြောင့်သူ့အပေါ်ပီယာတွေလုံးမင်းမပြခဲ့ပါတယ်။ဒါပေမဲ့ပရီးမီယာလိဂ်ရဲ့ကောင်းဆောင်မှုတွေနဲ့တိုင်းဆိုင်မှုပြင်းထန်မှုတွေကြားမှာသူ့ရဲ့ကြီးမားတဲ့ပြောင်းရွှေ့ခြင်းကိုတရားမျှတအောင်မဆွမ်းဆောင်နိုင်ခဲ့ပါဘူး။ပရီးမီယာလိဂ်ရဲ့ကစားဟန်နဲ့လာရောက်ညှိထွေမှုဖြစ်အောင်ချိန်ယူခဲ့ရပြီးပရိသတ်ရဲ့မျှော်လင့်ချက်ကိုမဖြည့်ဆည်းပေးနိုင်ခဲ့တာကြောင့်ဝေဖန်မှုတွေလည်းကြုံခဲ့ရပါတယ်။ပြီးခဲ့တဲ့ရာသီဝတ်မှာနီးပြအဲရစ်တန်ဟတ်ကိုထုတ်ပေးခဲ့ပြီးတဲ့နောက်မန်ချက်စတာယူနိုက်တက်ရဲ့နီးပြရိုဘတ်အာမော်ရင်ကိုအတင်းရဲ့ဦးဆောင်နီးပြအဖြစ်ခန့်အပ်ခဲ့ပါတယ်။ နီးပြပြောင်းလဲလုတ်ခဲ့တာတောင်အန်တိုနီယာအာမိုရီရဲ့ဖွဲထွက်လူချင်းကိုပေါက်ထွက်ဝင်ရောက်နိုင်ခြင်းမရှိခဲ့ပဲပုံမှန်ကစားဝင်ရရှိဖို့ခက်ခဲရနေရင်ဆိုင်ခဲ့ရပါတယ်။ဒါကြောင့်တင်းကားနေထွက်ခွာဖို့လမ်းကြောင်းရှာခဲ့ရကနေစပိန်နာလီကာရီယယ်ဘက်တစ်ကို၆လကြာငှားနဲ့ပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ်။စပိန်မြန်မာအန်တိုနီယာတကယ်ကိုခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ပွဲပေါင်း26ပွဲကစားခဲ့ရမှာကိုကိုသွင်းယူခဲ့ပြီးငါးဂိုးဖန်ပြီးနိုင်ခဲ့တာကြောင့်သူရဲ့ယုံကြည်မှုနဲ့စွမ်းရည်တွေပြန်လည်တက်ဝင်လာခဲ့တယ်လို့ဆိုရမှာပါသူကဘန်ဒီနိုဗီလာမာရင်းကွန်းမှာတကယ်ကိုပွဲပြောင်းလဲပေးနိုင်တဲ့ကစားသမားတစ်ဦးဖြစ်ကြောင်းသက်သေပြခဲ့ပါတယ်သူရဲ့ခြေစွမ်းပြန်လည်ကောင်းမွန်လာမှုနဲ့ဘက်တင်မှာအားကိုးရတဲ့ကစားသမားတစ်ဦးဖြစ်လာခဲ့ပေမဲ့အသက်25နှစ်အရွယ်အန်တိုနီဟာယူနိုက်တက်မှာအနာဂတ်မရှိဘူးလို့သတင်းတွေကဖော်ပြနေပါတယ် တကယ်တော့ United ဟာသူရဲ့ကနအူပေါင်း85တန်းရင်းနှီးမြှုပ်နှံမှုမှာကြီးမားတဲ့အရှုံးခံမှုအထိအတင်းရှိနေပြီးပေါင်တန်း30အထိကမ်းလှမ်းမှုတွေကိုပါလက်ခံမှုအထိပြင်ဆင်နေတယ်လို့သိရပါတယ်။ဘန်နာဆာကမကြသေးခင်ကအခမ်းအနားတစ်ခုမှာသူရဲ့အမည်ကိုထုတ်ပေါ်ပြောဆိုခဲ့ရမှာခံကောက်စွာနဲ့ပဲဘလူးကစားသမားတွေခေါ်ယူရမယ်ဆိုတာကိုလွယ်မှုဆုံးဖြစ်ရတဲ့နေရာမှာကျွန်တော်မရှိတော့ပါဘူး။ဒါပေမဲ့မယူကတွေးကြုံရှိတဲ့တိုက်စုမှုတူအုပ်ကိုခေါ်ယူပြီးမကန်တဲ့လမ်းကြောင်းပေါ်ရောက်နေပါပြီ။နောက်ထပ်တူအုပ်လည်းအောင်မြင်မှုလမ်းကြောင်းပေါ်ရောက်နေနိုင်ပါတယ်။ဒါကြောင့်နီးပြားကိုယုံကြည်မှုပေးရင်အဆင်ပြေတက်ပါတယ်။ ျွန်တော်ဆိုရင်တော့အန်တိုနီကိုပြန်ခေါ်မယ်လို့ပြောချင်ပါတယ်။ဒါကလက်တွေ့ကြမကြတော့မသိကြပါဘူးလို့ပြောဆိုခဲ့ပါတယ်။ဘရာဇီးလက်ရွေးရှင်အန်တိုနီရဲ့အနာဂတ်ကတော့လေထဲမှာပဲတဝဲလေလေဖြစ်နေသေးပါပဲ။မန်ချက်စတာယူနိုက်တက်တင်ကတော့အန်တိုနီကိုဒုတိယကြိမ်ထပ်ပြီးလောင်းချီတက်ဖို့စံနာမရှိဘူးလို့ပြပြသားသားပြောဆိုထားပါတယ်။တစ်ဖက်မှာတော့ရီယယ်ပရစ်တင်ကတော့နမရဲ့ဒီအတွက်သူ့ကိုလက်မှတ်ထိုးခေါ်ယူဖို့နီလန်ရှာဖွေနေပြီးထပ်မံအငားနဲ့ခေါ်ယူဖို့ထိပါဆရာထက်တန်နေပါတယ်။ဒါပြင်အန်တိုနီကိုတခြားကလပ်တွေကလည်းစိတ်ဝင်စားနေတယ်လို့သတင်းတွေကဖော်ပြနေပါတယ်။ဂျူပီတာတင်ကလည်းသူ့ကိုခေါ်ယူဖို့စဉ်းစားနေပြီးဇာဘီလွန်ဆိုရဲ့နေရာမှာတန်ဟတ်ကိုနီးပြဖြစ်ခန့်အပ်ခဲ့တဲ့လီဗာပူးစင်ကလည်းအန်တိုနီကိုသူ့ရဲ့နီးပြအောင်နဲ့ပြန်လည်ပေါင်းစည်းပေးဖို့စီစဉ်နေတယ်လို့သိရပါတယ်။ ။ဒါကြောင့်အန်တိုနီရဲ့နောက်လာမယ့်ပြောင်းရွှေ့ကြီးကပြည်သူတွေအတွက်စိတ်ဝင်စားစရာဆုံးကြည့်အောင်မှာပဲဖြစ်ပါတယ်။ဒီမှာဒီနေ့ဆက်တဲ့အမားတို့ချစ်တဲ့